ဒီမကောင်းတဲ့အတွေးတွေရဲ့အကြောင်းရင်းမူလကိုလိုက်ပြီးတော့စူးစမ်းရမယ်ရှာဖွေရမယ်အကြောင်းကိုရှာရမယ်ဥပမာဆိုကြပါစို့ဒေါသဖြစ်လာတယ်ဒီဒေါသဘာလို့ဖြစ်တာလဲဒေါသဖြစ်ခြင်းရဲ့အကြောင်းကိုရှာဘယ်သူကငါ့ကိုဘယ်လိုပြောလို့ဘာလို့အဲ့ဒါကပြောတာလဲဩငါကပြောခံတဲ့လို့ကိုပြောခံရတာဟုတ်အကြောင်းကနည်းနည်းတွေ့လာတယ်အဲ့မှာဒေါသကနည်းနည်းတော့ပြေသွားမယ်အကြောင်းရဲ့အကြောင်းအကြောင်းရဲ့အကြောင်းကိုလိုက်ရှာရင်ဒေါသဖြစ်စရာဘာမှသိမ့်မရှိတာကိုတွေ့ရတယ် ဘာမှမဟုတ်တဲ့အသေးမွားလေးကိုတွေ့ရတယ်။အဲ့ဒီအသေးမွားလေးကတဖြည်းဖြည်းနဲ့ဇာချက်ပြီးတော့အာအကြီးကြီးဖြစ်လာ။မစိတ်တူတဲ့ကိစ္စကိုတစ်ခါလေးစဉ်းစားကြည့်အလွန်လဲရေစရာကောင်းတယ်။ဒီဘာလို့စိတ်တူလာတော့အဲ့ဒါကြောင့်စိတ်တူတယ်။အဲ့ဒါဖြစ်တော့ဘာဖြစ်မှာတော့ဘာဖြစ်မှာတော့ဆိုအကြောင်းတွေလိုက်လိုက်ရှာလိုက်ရင်နော်အခုဖြစ်နေတဲ့အတွေ့အကြုံတွေဟာပြောင်းသွား။ဒါအလွန်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စ။နော်တကယ်ကြီးမှန်ပြီဗျာ။အဲ့ဒါမြတ်စွာဘုရားဥမာဘယ်လိုပြောတော့ဆိုတော့ းနေတဲ့လူတယောက်ဟာငါဘာလို့ပြေးမှာလဲပြေးရင်မောတာပေါ့တော့ငါဖြည်းဖြည်းသွားမယ်ဟုတ်လားဟာဖြည်းဖြည်းသွားနေရင်ကိုပဲရက်နေတာတော့ကတော့မသက်သာဘူးငါရက်နေပဲဟာရက်နေတာလည်းထိုင်းနေတာတော့ကတော့မသက်သာဘူးငါထိုင်းကြည့်မယ်ထိုင်းနေရင်လည်းထိမ့်ရတဲ့သဘောတော့ရှိသေးတယ်ငါတုံးလုံးလှဲပြီးတော့တက်တောင့်တက်တာကိုနေလိုက်မယ်မရဘူးလားရတယ်ဒါကိုကိုကိုဒါဟိုရရတဲ့နီးလေးနဲ့ဒါကြိုးစားအထုတ်တာ